ပရိုဆိုမြို့နယ်အမှတ်၁၄တန်းမြစ်စုလေးရေးတင်နန်းချောင်းကို ရောက်ရှိနေတဲ့စစ်ကောင်မရှိတပ်သားတွေဟာဗော်လခဲမြို့နယ်ဘက်ကိုထိုးစစ်ဆက်ဆင်ဖို့ပြင်ဆင်နေတာတွေ့ရတယ်လို့ဂရီနီမျိုးသားများကာကွယ်တပ် KDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောပါတယ်။လက်ရှိမှာအမှတ်၁၄တန်းမြစ်စစ်လေးရေးချောင်းနဲ့အနီးတစ်ဝိုက်မှာရှိတဲ့ဂျေးရွာတွေမှာစစ်ကောင်မရှိတပ်ရဲ့လှုပ်ရှားမှုတွေကိုမြင်တွေ့လာရပြီလို့လည်းသူကဆက်ပြောပါတယ်။စစ်ရေးလှုပ်ရှားမှုတွေကြောင့် အမှတ်၁၄ကျောင်းနဲ့အနီးမှာရှိတဲ့မာခရိုရှေးကျေးပါမှာလည်းနှစ်ဖက်ထိတွေ့တိုက်ပွဲမှုတွေရှိနေတာပါဖရိုဆိုမျိုးဟာဘောလခဲမျိုးရဲ့30မိုင်အကွာမှာရှိနေတာဖြစ်ပြီးဒီမျိုးနဲ့ကခုမှစစ်ကောင်ရှိတဲ့အချင်းဆိုင်စခန်းတွေတည်ရှိနေသေးပါဒီမော်ဆိုမျိုးနဲ့ကနေထွက်လာတဲ့စစ်ကောင်ရှိတဲ့ရဲ့ကားစီး90ကျော်ပါတဲ့ရေတန်းဟာပြီးခဲ့တဲ့စက်တမလ18ရက်နေ့မှာဖရိုဆိုမျိုးနဲ့ကိုရရှိခဲ့တာဖြစ်ပြီး အခုလိုလှုပ်ရှားမှုတွေရှိလာတာဖြစ်ပါတယ်လက်ရှိမှာတော့ ဖရိုဆွန်မြို့နယ်တွင်းကဒေသခံတွေဟာဘေးလူရောက်ကိုတိမ်းရှောင်နေကြပြီဖြစ်ပြီးစစ်ရေးတရီရှိကြဖို့ကိုလည်းဂရီနီမျိုးသားများကာကွယ်တပ် KDF ကအသိပေးထုတ်ပြန်ထားပါရဲ့ရှင်။